ားလုံးပဲမင်္ဂလာပါအခုဒီဗီဒီယိုလေးကတော့ကျွန်တော်ဖုန်းထဲမှာ ARP အကောက်ဖွင့်ဒီဗီဒီယိုလေးကိုကျွန်တော်ပြပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ channel ထဲမှာဆိုရင် PP ကောက်ဖွင့်ဒီဒီ WP ကောက်ဖွင့်ဒီအစားရှိတဲ့ဒီအကောက်ဖွင့်ဒီတွေအကုန်လုံးရှိပါတယ်ကောက် KB ကောက် WP ကောက်နေမဖွင့်ရသေးတဲ့မိတ်ဆွေတွေကဖွင့်နေတယ်ဆိုရင်ကျွန်တော် channel ထဲမှာ KB ကောက်ဖွင့်ဒီ WP ကောက်ဖွင့်ဒီတွေကိုကြည့်ပြီးတော့မှကိုယ်တိုင်း KB account နဲ့ WeChat account နဲ့ဖွင့်နိုင်ပါတယ်အခုဒီဗီဒီယိုလေးကတော့ကျွန်တော် ARP account ဖွင့်နေပြီလို့လည်းဒီကကျွန်တော်ဖွင့်ပြပေးတော့မှာဖြစ်ပါတယ် ARP account ဖွင့်တဲ့နေရာမှာချုပ်ဖုန်းတွေကပုံမှန် version တွေနဲ့အဆင်မပြေတဲ့ဖုန်းတွေရှိတယ်တဲ့အဲ့လိုဖုန်းတွေအတွက်ကြတော့ကျွန်တော် ARP wallet live ဆိုပြီးတော့မှ application တက်တာတစ်ခုရှိပါတယ်အဲ့ဒီကနေမှတစ်ဆင့် account အရင်ဆုံးဖွင့်မှာဖွင့်ပြီးတော့မှကျွန်တော်တို့ဒီဘက်ပုံမှန် ARP application နဲ့မှပြန်ဖွင့်လည်းရပါတယ်အခုကတော့ကျွန်တော် လို့ကိုဖွင့်ဖွင့်တဲ့နည်းလေးကိုပဲကျွန်တော်ကတော့ပြပြပေးတော့မှာဖြစ်ပါတယ်။ကြတော့စိတ်ပါဝင်စားရဲဆိုရင်ဆုံးလေးလိုက်ကြည့်ကြည့်ပါ။ ARB application နဲ့ဝင်လိုက်ပါ။ဘူမဆာဘူမဖြစ်တဲ့အတွက်ကြောင့်ညီမကစတာကိုစတာနှိပ်လိုက်ပါ။ဒါပြီးတော့ကျွန်တော် shoes language နေရာမှာကျွန်တော်ကမြန်မာဆိုရင်မြန်မာယူလိုက်ပါ။ယူပြီးတော့ပြီဆိုရင်တော့ log in လုပ်သွားပါ။အဲ့ဒါပြီးတော့ရင်တော့ကျွန်တော်တို့ဖွင့်မဲ့ဖုန်းနံပါတ်ကိုထည့်လိုက်ပါ။ ဒါနဲ့ဒါအောက်ထည့်ပြီးသွားပြီဆိုရင်တော့အောက်ကဆက်လက်လောက်ဆောင်မျိုးဆက်သွားပါဒီမှာဖုန်းနံပါတ်ထည့်ပြီးသွားပြီဆိုရင်သူတို့အရာပေးရနေတတ်မှတ်ထားတဲ့စီမင်းစည်းကမ်းတွေကိုဟိုလိုက်နိုင်မှုရှိမရှိကိုသူကစီမိထားပါတယ်ဒီကွာလိုက်နိုင်နေနေဆိုတော့အောက်ကဒီတော့ခွဲလေးမှာအမှန်ချစ်ပေးပြီးတော့ဆက်လက်လောက်ဆောင်မျိုးဆက်သွားပါဒီမှာကျွန်တော်တို့ OBD code လေးလုံးပို့ပေးပါလိမ့်မယ် OBD code လေးလုံးထည့်ထည့်လိုက်ပါထည့်ပြီးသွားပြီဆိုရင်ဆက်လက်လောက်ဆောင်မျိုးသွားပါ အောက်မှာကျွန်တော်တို့ဒီမှာအရာပြေကောက်ဖွင့်မှုနာဆိုရင်ကျွန်တော်အဆင့်၃လေးရှိပါတယ်အဆင့်၁ကဆက်ဖီတက်ပုံရိုက်ရပါမယ်နံပါတ်၂ကကျွန်တော်ကိုရီအချက်လက်များဒီပြုရပါမယ်နံပါတ်၃ကတော့ကိုရီအချက်လက်များကိုပြည်သူကထပ်ပြီးဖြည့်ဆွရမှာပေါ့နော်အဲ့အဲ့ဒီအပိုင်းမှာအဲ့ဒါကိုကျွန်တော်တို့ကလုံးဝဖြည့်တဲ့အတွက်ကြောင့်ဆက်လက်လုံဆောင်မြူသွားပါဒီမှာသူကဆက်ပြီးပုံရိုက်တဲ့အခါမှာကျွန်တော်မျက်နှာကမရှင်းမလင်းတဲ့ပုံစံနဲ့မရပါဘူးအောက်ကအောက်ကပြပေးထားတဲ့ပုံစံမျိုးဆိုရင်အဆင်မပြေဘူး ပုံမှာပြပေးထားတဲ့အတိုင်းလေးကျွန်တော်တို့ပုံမျိုးကိုရှင်းလင်းစွာရေးပြီးပါအခုလိုမျိုးရှင်းလင်းစွာရေးပြီးမှသူကအဆင်ပြေပါပါဒီအောက်ကပုံစံမျိုးရရင်တော့သူကအဆင်မပြေဘူးနော်ကျွန်တော်တို့အတိမပြေဘူးပေါ့အဲကြတော့ကျွန်တော်တို့အပေါ်အတိုင်းပဲတို့ရိုက်ဖို့တော့လိုအပ်ပါတယ်အလေးတွေကျွန်တော်တို့ကကြည့်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့အောက်ကလေးတော့ကလေးမှနားလဲပါတယ်ဆိုတော့ဆက်သွားပါအဲ့ဒါပြီးရင်ဆက်လက်လှုပ်ဆောင်မျိုးသွားပါဒီမှာကင်မရာရဲဖို့အတွက်ဆက်လက်လှုပ်ဆောင်မျိုးဝင်လိုက်ပါ ီမှာ community ရတောင်းတဲ့ခါမှာအပေါ်ဆုံးက while using the the app ဆိုတဲ့နေရာတော့ပါနောက်မျက်နှာကိုရှင်းလင်းစွာစပီးပေါင်းလေးထဲမှာကျွန်တော်ထည့်ပေးပါကလကူကကိုရတဲ့ပုံကိုမကြိုက်လို့ရှိရင်ကျွန်တော်တို့ကဘယ်ဘက်တောင်းอ่ะ မားလေးကိုနေပြီးပြန်လိုက်ရလူရပါကျွန်တော်တို့ဘုံတည်ချာရိုက်ပြီးသွားလို့ကျွန်တော်တို့အဆင်ပြေပြီဆိုတော့အမှန်ကြီးလို့ထပ်နေပါအဲ့ဒီအောက်မှာအဆင်ပြေပါသေးတယ်ထပ်နေလိုက်ပါဒါပြီးသွားရင်တော့ကျွန်တော်တို့ တ်ပုံနင်းကိုရှေ့ပုံတော့ကျွန်တော်ရိုက်ပြရမှာဖြစ်ပါတယ်။ပေါ်ဆုံးကကျွန်တော်တို့မတ်ပုံနင်းရှေ့ရှေ့ဘက်ဆိုတဲ့နေရာလေးကိုနှက်လိုက်ပါ။တပ်ပုံနင်းကိုရိုက်တဲ့နေရာမှာကျွန်တော်တို့စာသားတွေကျွန်တော်တို့မျက်နှာပုံစံမျိုးရှင်းလင်းတာဖယ်ပြရပါမယ်။ရှင်နေရပြီးသွားပြီဆိုတော့ဒီလေးတော့ကွာလီတာမှာသူ ြပေးတဲ့အတိုင်းလေးကျွန်တော်တို့ထည့်ပြီးတော့မှအမှန်ကြီးလို့နှိပ်ပါဒုတိယကကျွန်တော်တို့နောက်ကနောက်နောက်စမကုန်းနဲ့နောက်ရှောင်းရိုက်ပြီးရမှာဖြစ်ပါတယ်မမုန်နေနောက်ဆောင်ရပြီးသွားပြီအဆင်ပြေပြီဆိုရင်တော့ကျွန်တော်တို့အပေါ်ကအမှန်ကြီးလေးကိုပဲထပ်လိုက်ပါဒါပြီးသွားရင်တော့ကျွန်တော်တို့အတီးယူနှိပ်ပါ မှာဆိုရင်ကျွန်တော်တို့ကိုယ်ရေးချက်လက်တွေဖြည့်ပြရအောင်မယ်ကျွန်တော်တို့နာမည်အပြည့်စုံနေရာမှာကိုယ့်ရဲ့နာမည်အပြည့်စုံထည့်ပါအောက်ကအင်္ဂလိပ်လိုနေရာမှာလည်းအင်္ဂလိပ်လိုနာမည်ကိုထည့်ပြီးပါကိုယ့်ရဲ့နာမည်ကိုအင်္ဂလိပ်လိုထည့်ပြီးပါလို့ရှိရင်ဒီအောက်ကဟိုကကြားလာမှာလားကြားဆိုရင်ကြားဆိုရနေရာလေးကိုဒီတော့ကိုလို့ထည့်လေပါဒီမှာမိမိရဲ့မူတက်ကတဆုံနေထည့်ပါဒီမှာမှတ်ပေါ်နေရာအစ်စ်လားအဟောင်းလားဆိုရင်လည်းကျွန်တော်တို့ကအစ်စ်ဆိုရင်လည်းအစ်စ်ပေါ့နော်တက်နေရာလေးကိုထောက်ထားလိုက်ပါအကုန်လုံးပြည့်ပြည့်စုံအောင်ထည့်ပြီးပါပြီဆိုတော့ကျွန်တော်ဒီပြုတ်ဆက်သွားပါ ရန်ကုန်ဆိုလည်းရန်ကုန်မန္တလေးဆိုလည်းမန္တလေးဆက်ပြီးရပါအတိုင်းဒေသကြီးကကျွန်တော်ကဘာတိုင်းဒေသကြီးလို့ဆိုရင်ကျွန်တော်ကဘူတိုင်းဒေသကြီးပေါ့နော်ဘူတိုင်းဒေသကြီးအရှိရှာပေါ့နော်ခရိုင်ကကြာတော့ကျွန်တော်တို့ကအကိုခရိုင်တော့တောက်ကူခရိုင်မြို့နေကကျွန်တော်တို့ဒီမှာဒေသရှင်မြို့နေပေါ့အဲဒါမျိုးထည့်လို့ရပါတယ်ဒါတို့မိ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 ရဲ့နေထိုင်ရာတိုင်းဒေသကြီးကိုအစုံလင်းမှန်မှန်ကန်ကန်ထည့်ပြီးသွားပြီဆိုရင်တော့အတီးပြူမျိုးဆက်သွားပါ။ ကျွန်တော်တို့ကုတ်6လုံးထည့်ရပါမယ်မိမိရဲ့ကိုယ်ပိုင်ကုတ်ပေါ့နော်ကျွန်တော်ဒီ ARB ကိုအသုံးပြုမယ်ငွေထုတ်ငွေလွှဲငွေထုတ်ထည့်ရမယ်ကုတ်6လုံးမိမိပဲသားမိမိထည့်လိုက်ပါဟိုမလဲမှတ်မိလို့ရအောင်မမိလဲမမိနိုင်လဲကုတ်မျိုးပြီးပါဘာလို့လဲငွေသွင်းငွေထွင်းငွေသွင်းငွေဘာငွေလွှဲငွေသွင်းနေထုတ်တိုင်းထုတ်တိုင်းမှာကျွန်တော်တို့ဒီကုတ်ကိုအသုံးပြုရမှာဖြစ်တဲ့အတွက်ကြောင့်မေးမေးလို့တော့မရတဲ့ကုတ်ဖြစ်ပါတယ်6လုံးကဒီထည့်လိုက်ကုတ်6လုံးထည့်ပေးလိုက်ပါ ဝဲနဲ့မှာကိုအတီးပြူပါတယ်ကျွန်တော်တို့ကခက်တဲ့ကုတ်ဆော်လုံးလေကျွန်တော်တို့နှစ်ခါနှစ်ခါတော့ကျွန်တော်တို့ပြင်ရိုက်ပေးရပါတယ်။ဒါကြောင့်လဲဆိုတော့ဒါကိုအတီးပြူမှာဖြစ်တဲ့လေကြောင့်ကျွန်တော်တို့တကယ်တည်ကြပြီလားမှန်ကန်ပြီလားဆိုတော့သူကတကယ်ခဏခဏစစ်တာဖြစ်ပါတယ်။ဒါကြတော့အပေါ်မှာထိတ်ခဲ့တဲ့အတိုင်းပဲထဲပါမှားပါလိမ့်မယ်။ပါဝါတော့ဆိုလို့ဒီပါဘူး။ဒါဆိုရင်တော့ကျွန်တော်တို့ နေရာကိုရောက်လာပြီဆိုရင်တော့ကျွန်တော်ဒီမှာအကုန်အဆအဆုံးအပေါ်ဆွဲတင်လိုက်ပါတင်ပြီးသွားရင်အောက်ကလေးတောင်ကလေးမှာအမှန်ချစ်ပေးပြီးရောဆက်လက်လှုပ်ဆောင်မျိုးသွားပါဒီမှာဆိုရင်တော့ဒါကျွန်တော်တို့ရဲ့အကောင့်ကိုဒါဖွင့်တဲ့အပိုင်းဒါကျွန်တော်ကတော့လက်ရှိမှာဒါတန်းပွင့်နေတဲ့အနေထားဆိုကျွန်တော်ငကူကရှိပြီးသားအကောင့်ဖြစ်နေလို့ပါမိတ်ဆွေရတော့ဒီမှာ24နာရီသုံးမို့48နာရီကြာစောင့်ရမယ်ဆိုပြီးတော့ noodle လေးပေါ်ပါလိမ့်မယ်မိမိရဲ့အကောင့်ကမှန်မှန်မှန်ကိုပြီးခြင်းနဲ့စစ်ဆေးခြင်းနဲ့ဆိုရင်တော့ဒီဘက်ထောင်းလေးမှာလာဆက်ပါ profile လေးကိုဝင်လိုက်ပါ profile လေးကိုပုံမူပါရင်တော့ကျွန်တော်တို့ကအဆင့် level ဆိုရင်ကျွန်တော်ဆိုရင်ဒီမှာ1.5ရှိရပါတော့ဒါအမှန်အမှန်တကယ်တော့အဆင့် level ကကျွန်တော်တို့ဒီ level 2ဖြစ်ရင်တော့ပိုကောင်းပါတယ်ဒီမှာတော့ကျွန်တော်1.5ရှိရဒါတော့ကျွန်တော်တို့ဒါဒီ ERP ကောက်ဖွင့်တာအောင်မြင်နေဆိုရက်ဒီ approve တက်တယ်လေးပဲဖြစ်ပါတယ်ဒီနည်းနဲ့ကျွန်တော်တို့ ERP ကိုဖွင့်လို့ရပါတယ် ိတ်ပါဝင်လာတဲ့မျိုးမော်မားလေးမခက်ခဲတဲ့အကြောင်းကြောင့်ຢာလေးဖြစ်နေတဲ့ကြောင်းအရာလေးဖွင့်နေတဲ့ဆိုရင်ဒီဗီဒီယိုလေးစာဆုံးကြည့်ပြီးတော့လိုက်ဖွင့်နိုင်ပါတယ်အားလုံးပဲအဆင်ပြေကြပါလိမ့်ကြ See you next video